ျွန်တော်တို့သွားကြတယ်ကကျွန်တော်တို့ကထိတ်လန့်မှုနေနဲ့သွားတာပေါ့နော်။ငါတို့ဖြစ်ဖြစ်ပြီးချင်းနောက်ရက်ကိုကျွန်တော်တို့သွားတယ်။သွားတဲ့ခါမှာငါတို့ရောနောက်တစ်ထပ်လုပ်တဲ့ထဲမှာပါသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့ပေါ့နော်။ဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်တို့သွားလိုက်တယ်။သွားလိုက်ပြီးရောက်တဲ့ခါမှာကျတော့ကျွန်တော်ထင်ထားတာကပို့ပြီးတော့အခြေအနေတွေဆိုးတယ်ပေါ့နော်။ဘေးကနေပြီးတော့ဒီပစ္စည်းဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်ရဲ့ပိုင်ရှင်တွေသူတို့အိမ်တောင်သူရဲ့ပိုင်ရှင်တွေကနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင် သူတို့ရဲ့ပိုက်ဟိုတည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်။အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါစကားတော်အဲ့နေရာအဲ့လိုမျိုးပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့ဆိုဩဒီကားမှာပါဝင်လာတဲ့အကြောင်းဒီကားကကျွန်တော်တို့ဟိုအင်တာဖရင်ပရိုတက်ရှင်ကနေပြီးတော့ရိုက်ကူးထားတဲ့ကားလေးပါအဲသူတို့စီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီတူတာဆိုတဲ့နာမည်လေးနဲ့ပါဝင်ထားပါတယ်ခင်ဗျာ ဟောဒီကားမှာကဟိုရတ္တလေးတွေတော်တော်လေးဆုံဆုံလင်လင်နဲ့ပြထားတယ်ပြီးတော့ဟိုဆရာဦးမျိုးမင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်ကျွန်တော်တို့ပြောစရာတော့မလိုပါဘူးဒီဟိုကောင်းမယ်ဆိုတာသိကြပါတယ်ဟောဆရာဦးမျိုးမင်းနဲ့ရိုက်ရတဲ့ခံစားချက်ကတော့အတိုင်းမသိဘောเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်အနေထားနဲ့ဆိုရင်ဆရာဦးမျိုးမင်းနဲ့ရိုက်ရဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးအဲဒါကိုဒီကျွန်တော်ရဲ့ production ကနေပြီးတော့ ကုလူမျိုးလေးဆရာဦးမျိုးမင်းနဲ့ရိုက်ခွင့်ရအောင်ဒါလုပ်ပေးတဲ့အတွက်ကျွန်တော်ဒီ production ကိုလည်းကျေးဇူးတင်ရသလိုကျွန်တော်ကိုဆရာကနေပြီးတော့ရိုက်ပေးတဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျွန်တော်တို့သွားကြတဲ့ကကျွန်တော်တို့ထိတ်လန့်မှုနေနဲ့သွားတာပေါ့နော်နောက်ဆိုဖြစ်ဖြစ်ပြီးချင်းနောက်ရက်ကိုကျွန်တော်တို့သွားတယ်သွားတဲ့ခါမှာငါတို့ရောနောက်တစ်ထပ်လုပ်တဲ့ထဲမှာပါသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့ပေါ့နော်အဲအဲ့အတွေ့အတွေ့မိတဲ့ခါမှာလည်းကျွန်တော်တို့ကျွန်တော်မှ ကျွန်တော်ကျွန်တော်နုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေရှိတာပေါ့နော်အဲရှိတဲ့အနေငယ်လေးတွေကကျွန်တော်တို့ကိုယုံကြည်မှုတစ်ခုနဲ့လမ်းလှမ်းပြီးလှူပေးကြတယ်အဲလှူပေးလိုက်တဲ့လူတွေကိုကျွန်တော်ကနေပြီးတော့နိဗ္ဗာန်ဆိုတဲ့သဘောနဲ့ကျွန်တော်လှုပ်ပေးတဲ့အခါမှာဟိုလမ်းလှူတဲ့လူကလည်းကိုယ်တိုင်မသွားရောက်နိုင်ဘူးပေါ့သွားရောက်တဲ့အခါမှာကျွန်တော်တို့လှူပေးရတာလည်းပီတီလည်းဖြစ်တယ်အားလည်းရတယ်ခြေလည်းခြေနဲ့တယ်ဒီလှုပ်ကလေးကိုလည်းဟိုမျက်နှာမိတယ်ပေါ့နော်မျက်နှာမိရတော့သွားလှူတယ်အဲ့တော့ ကျွန်တော်ရင်တော့ဆိုရင်တော့လုံးနိုင်မှာမဟုတ်ဘူး။ဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းဒီမှာရုံးနေရ။အခုကကျွန်တော်ဟောဆိုကျွန်တော်ဆိုင်လေးလေးဖွင့်ထားပြီးဖြစ်တဲ့အတွက်ပေရိုမီရိုလည်းဒီဇိုင်းကကျွေးလို့ရတယ်။အဲလုံးနိုင်ပြီဖြစ်တော့ကျွန်တော်ရှေ့ကိုသွားလို့ရတယ်လွတ်လွတ်လပ်လပ်။အဲ့တော့ကျွန်တော်ဘာပဲဖြစ်ဖြစ်ပြဿနာမရှိဘူး။ဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်သွားလိုက်တယ်။သွားလိုက်ခုရောက်တဲ့အခါမှာကျတော့ကျွန်တော်ထင်ထားတာတည်းပို့ပြီးတော့အခြေအနေတွေဆိုးတယ်ပေါ့နော်။အဲအဲ့လိုမျိုးဒီတိုက်တွေပြိုနေတာတွေကျွန်တော်တို့မျက်မြင်ကိုတွေ့မြင်ခဲ့ရတယ်။ အာပြီးရင်အဲ့အောက်မှာပြနေတဲ့လူတွေကိုမထုတ်ရသေးတာမျိုးချက်ကျွန်တော်ရောက်တော့ချက်ချင်းဆိုတော့မထုတ်ရသေးတာမျိုးတွေရှိတယ်အနက်နေထွက်နေတာမျိုးတွေရှိတယ်အဲအဲ့ဒါမှမှဘေးရနေပြီးတော့ဒီပျက်စီးဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်တွေရဲ့ပိုင်ရှင်တွေသူတို့အိမ်တောင်သူရဲ့ပိုင်ရှင်တွေကနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင်သူတို့ရဲ့ပိုင်ဟိုတည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါ စကားတော်အဲ့နေရအဲ့လိုပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့ဆိုကိုကိုတိုင်ခံစားကြည့်ဖို့တော့မလွယ်တဲ့အခြေအနေမျိုးအချို့ဆိုရင်တမိသားစုတွေထဲမှာ၉ယောက်ရှိတာကို၈ယောက်သလုံးပါသွားတာမျိုးအဲဒါမျိုးဆိုရင်ဒါတကယ်ကိုခံစားရတဲ့ဟာမျိုးအဲပြီးရင်ဘုန်းကြီးเจ้าမှာဆိုလဲအဲ့လိုမျိုးပဲပြီးရင်တိလရှင်เจ้าမှာဆိုလဲအဲ့လိုမျိုးပဲအာတိလရှင်เจ้าမှာဆိုကျွန်တော်သွားကြည့်တဲ့ခါတော့တိုက်အဲ့ပြိုနေတဲ့ဂျားလေးနဲ့လှမ်းကြည့်တဲ့ခါမှာ ခန္ဓာကိုယ်ကြီးကဖောင်းအဲ့လိုလက်မောင်းကြီးတွေဆိုလဲဖောင်းပြီးတော့အဲ့လိုလူရုံးလဲဒီဘူပေါင်းကြီးလိုပြောဖြစ်နေတာဗျာအဲ့အမျိုးတွေတွေ့ခဲ့ရတယ်အဗလီတစ်ခုမှဆိုလဲကျွန်တော်သွားကြည့်တော့ဖောင်းနေတော့ရှိသေးတယ်အနက်နေရထွက်အဲ့မှာဘူကောင်ကြီးတွေပေါ့နော်အဲ့လိုကြီးပေါ်လာမျိုးတွေကျွန်တော်တို့ကိုယ်တိုင်မြင်ခဲ့ရတယ်အဲ့ဒီအချိန်မှာမြင်ခဲ့တဲ့အခါမှာဒီလိုမျိုးလုတ်တာငါတို့ဆက်ပြီးလုတ်တင်တယ်လို့ကျွန်တော်ဆုံးဖြတ်ချက်ကိုကိုချသွားနိုင်တယ်ဟုတ်အဲ့မှာဘယ်နှစ်ကျောင်းတော့ကိုရက်ကိုရက်ကျတာကိုရက်ကြာပြီးတော့ကျွန်တော် ဟိုပြန်လာတယ်ပြန်လာပြီးတော့နောက်ရက်ကိုကျွန်တော်အိမ်မှာလူလူပစ္စည်းတွေရောက်နေပေါ့အဲ့ပစ္စည်းတွေကိုကျွန်တော်ယူပြီးတော့နောက်ရက်ပြန်မယ်ပေါ့ဘာလို့ပြန်မယ်ဆိုတော့ကျွန်တော်က7ရက်နေ့မှာကျွန်တော်ဒီ pressure ရှိတာဟိုအဲ့တော့ချက်ချင်းပြန်မယ်7ရက်နေ့မှာကျွန်တော်ပြန်လာမယ်လို့ဆုံးဖြတ်တာဒါပေမဲ့ဒီ7ရက်နေ့ကိုပြောင်းလိုက်တဲ့အတွက်ကျွန်တော်ဒီနေ့ထိကျွန်တော်ဒီမှာပဲနေလိုက်ပြီးတော့မနေ့ပြန်မနေ့7ရက်နေ့မနေ့ဆိုကျွန်တော်တို့ပြန်သွားမယ်ဟိုစိတ်ပင်ပန်းလူပင်ပန်းတော့မဖြစ်ပါဘူးကျွန်တော်တို့ကခြေနဲ့တယ်ကျွန်တော်ရှေ့မှာတော့အခုကျွန်တော် အသက်ရွယ်အခုရောက်နေတဲ့အသက်ရွယ်အထိကျွန်တော်ရှေ့မှာနေခဲ့တုန်းကကိုလိုဘားနဲ့ကိုပဲနေခဲ့ကြတာဗျငါတို့ဘာဖြစ်ချင်လဲငါတောင်းငင်ချင်လဲငါပတ်ဆိုင်ရှိချင်လဲဒါမျိုးတွေတွေပဲကျွန်တော်နေခဲ့တာအဲ့နှစ်တွေပုံလုံးတက်ဆိုင်အခုသွားခဲ့တဲ့ရှေ့ကသွားခဲ့တဲ့ကိုရက်ကကျွန်တော်တို့တန်ဖိုးရှိရလို့ကျွန်တော်ခံစားရတယ်အဲ့ဖြစ်ဖြစ်ချင်းနေရနောက်ရက်ကိုကျွန်တော်ကအလူငွေသွားထည့်မလို့လောက်တဲ့အချိန်မှာလမ်းမှာအာကိုစင်ဘိုးပေါ့နော်ငွေဘိုးရင်တင်ထားတာ၃ရက်နေသွားမယ်အဲ၃နိုင်သွားမယ်တဲ့အဲ့နဲ့ကျွန်တော်ဖုန်းလဲဆက်ကြည့်တာအခုသွားမှာလားဆိုတော့ ွားမှာတဲ့ကျွန်တော်တွားပြီးထင်းနေတာ၄နိုင်ကြီးလောက်ကိုကျွန်တော်ဆက်လိုက်တာအမတွားသေးဘူးတော့အမတွားသေးရင်ကျွန်တော်လိုက်မှာအဲသူကလည်းလိုက်ခဲ့ညီလေးတဲ့အဲ့နဲ့ဇန်ရင်းနဲ့ကျွန်တော်ပါတဲ့လူငယ်လေးနဲ့တင်တွားရင်းနဲ့ဟိုရောက်တော့လှမ်းလူတဲ့လူတွေရှိရတယ်ကျွန်တော်ဆက်နေပြတော့တာအဲ့အာတချို့ကတော့ကျွန်တော်တို့ပြင်လို့လည်းမပြောင်းနိုင်ဘူးဗျ။ဟုတ်ဆိုတော့သူတို့ခံစားနေရတဲ့ခံစားချက်ကကျွန်တော်တို့မြင်လို့တောင်မှဟိုပျော်ရွှင်ရမယ့်ဟာတောင်မေ့နေလိုက်ခံစားချက်မျိုး အဲတချို့ကြတော့လေခုနလူမျိုးဟိုကျွန်တော်အမြင်လို့ခဏလေးတချို့အတိလွတ်ပြီးတော့ပျော်သွားတာမျိုးရှိတယ်အဲ့လိုပျော်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ကကုသိုလ်နှစ်ခုတော့ရတာပေါ့နော်ကိုယ်တွေ့လိုက်တဲ့အခါမှာတို့ရဲ့ပျော်ရွှင်မှုလေးတွေဖြစ်သွားတဲ့အတွက်ကျွန်တော်ပီတိဖြစ်တယ်အဲ့ဒီအတွက်လည်းကျေနပ်တယ်ဟိုပျော်ရွှင်မှုတော့မင်းနေတဲ့လူတွေကြတော့လေကျွန်တော်တို့ကပို့ပြီးတော့လေးထားပေးရတယ်နှစ်သိမ့်ပေးရတယ်အဲ့ဒါကျွန်တော်တို့ရဲ့ ဒီမှာကြုံခဲ့ရတဲ့အမှတ်တရပါအခုဒီဇက်ကားကိုလည်းကျွန်တော်တို့ကနစ်ဆန်တင်းနေမှာပြသမှာမဟုတ်တော့ဘဲနဲ့နောက်ထပ်ရက်ရွှေ့လိုက်တယ်အဲ့ရွှေ့တဲ့ရက်ကလည်းဒီလူကြီးတွေကျွန်တော်တို့ production ကလူကြီးတွေဘလို့တတ်မှတ်မလဲဘလို့ပြန်ပြီးတော့ပြသခွင့်ရမလဲဆိုတော့သူတို့ပြန်ပြောမှကျွန်တော်တို့လည်းသိရမှာဖြစ်တဲ့အတွက်အဲ့ချိန်ကျရင်လည်းဒီငလင်ဘေးတင်းနဲ့နေရာတွေဒေသတွေမှာဘလို့မျိုးနေထားရှိနေပြီလဲဆိုတော့ကျွန်တော်လည်းမသိနိုင်ဘူးအဲ့ ချင်းကြရင် ရှိနေတဲ့အနေထားပုံမူပြီးပြန်လဲထူထောင်ရေးလည်းဖြစ်ခြင်းဖြစ်နေမယ်အဲ့ဒါပုံမူပြီးတော့ဒီကားပြတ်သားမှုရတဲ့ညဆုံးရဲ့တရားရဂိုင်းလုံးလုံးကိုအခုလိုမျိုးလှူဒန်းသွားမယ်ဆိုတော့လေကျွန်တော်တို့ rotation ကနေပြောထားတဲ့အတွက်ကျွန်တော်သိရပါတယ်ဟုတ်ကျေးဇူးပါ